ဒီကနေ့ချင်းမိုင်မြို့မှာဒုတိယနေ့အဖြစ်ဆက်လက်ကျင်းပနေတဲ့တနင်္ဂနွေလုံးအပြစ်ခတ်ရဆက်ရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ NCCD ရဲ့ဆွေးနွေးပွဲကိုပြီးခဲ့တဲ့ရက်ပိုင်းကရန်ကုန်မြို့မှာဝန်ကြီးဦးအောင်မင်းအပါအဝင်ဒေါ်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့တဲ့ NCCD အဖွဲ့ကောင်ဆောင်ဝန်ပြည်သစ်ပါတီဒုတိယဥက္ကဋ္ဌဦးနိုင်ဟန်သာတက်ရောက်ခဲ့ပါတယ်ဒီကနေ့ဆွေးနွေးပွဲမှာတနင်္ဂနွေလုံးအပြစ်ခတ်ရဆက်ရေးမူပေါင်းနဲ့နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့အတွက်မူပေါင်းတွေချမှတ်နိုင်ဖို့အဓိကထားဆွေးနွေးခဲ့ကြပါတယ်။ အစိုးရကပြဖို့ထားတဲ့တနိုင်ငံလုံးဖိခက်ရဆက်ရေးမူကြမ်းနဲ့လိုက်စာညီလာခံကနေချမှတ်ထားတဲ့အချက်၁၁ချက်ပါတဲ့တနိုင်ငံလုံးဖိခက်ရဆက်ရေးမူကြမ်းနှစ်ခုလုံးကိုပြန်လည်သုံးသပ်ပြီးမူကြမ်းရေးဆွဲဖို့အတွက်ဆွေးနွေးခဲ့တယ်လို့ NCCD အဖွဲ့ဒုတိယဥက္ကဋ္ဌဗိုလ်ချုပ်ခွန်မော်က RFA ကိုပြောပါတယ်။အကြီးကတော့ဒီကျွန်တော်တို့ဟိုအစိုးရဥက္ကဋ္ဌကနေဖိခက်ရဆက်ရေးမူကြမ်းနှစ်ခုလုံးကိုပြန်လည်သုံးသပ်တယ်။ ပြင်ကျွန်တော်လေဆာ conference မှာပြုလုပ်ခဲ့တဲ့အခြေခံမှုတွေကိုတုံ့တက်ပြီးတော့ဒီနှစ်ခုကိုပေါင်းစပ်ပြီးမှဆွေးနွေးနေကြတာပါဒါအပြင်ဒီကနေ့ဆွေးနွေးပွဲမှာအစိုးရကပေးပို့ထားတဲ့တနိုင်ငံလုံးအပြစ်ခတ်ရစေးမှပါဝင်တဲ့တိုင်းရင်းသားတွေလက်မခံနိုင်တဲ့ဇက်ကလုံးတွေအပေါ်မှာလည်းဆွေးနွေးခဲ့ကြတယ်လို့ NCCT အဖွဲ့ဝင် KNU ငြိမ်းချမ်းရေးကောင်စီနိုင်ငံသားရေးနဲ့လူမှုဆက်ဆံရေးတာဝန်ခံဗိုလ်မှူးချုပ်ဒေါက်တာတီမတီက RFA ကိုပြောပါတယ်ကျွန်တော်တို့ကဒီဇက်ကလုံးအသုံးလုံးတွေပေါ့နော် ဒီကနေ့အဟိုစာအသုံးနှုံးတွေကကျွန်တော်တို့ရဲ့ဒီတိုင်းသားတွေကဂုံတိတ်ခါကိုထိပါတဲ့ဟာမျိုးတွေရှိတယ်အပေါ်ကကြာဟိုပါဟို superior ပေါ့နိအဲ့လိုစကလုံးအသုံးနှုံးတွေရှိတယ်ဒါကိုကျွန်တော်တို့ကဘလို့လုတ်ပြီးတော့ဟိုစာတယောက်နဲ့တယောက်ဟိုပါလေဒီစကလုံးအထိခိုက်တွေမရှိအောင်နောက်ပြီးကျွန်တော်တို့ဘက်ကတင်ပြတာကိုလည်းလက်ခံနိုင်အောင်အဲတယောက်တယောက်ညှိယူရဲ့ဟိုဒေဂျာဒါကိုကျွန်တော်တို့အဓိကပြင်တာရှိတယ် ဒီကနေ့ဆွေးနွေးခဲ့တဲ့တနင်္ဂနွေပြစ်ခတ်ရက်စရိအတွက်ထပ်မံဆွေးနွေးပြီးချမှတ်ရမယ့်မူပေါင်းတွေဟာတရားဖြတ်တဲ့အချက်တွေဖြစ်တယ်လို့ NCCD အဖွဲ့ခေါင်းဆောင်မွန်ပြည်သက်ပါတီဒုတိယဥက္ကဋ္ဌဦးနိုင်ဟန်သားက RFA ကိုပြောပါတယ်။မပြီးဝတော့ပြောလို့မရသေးဘူးဗျ။ဒါပေမဲ့အန်ကယ်တို့တောင်းဆိုထားတဲ့အချက်လက်တွေကတော့အန်ကယ်တို့ဘက်ကမြင်လာတော့ဒါတရားမျှတတဲ့အချက်လက်တွေပါ။ဒါပေမဲ့အစိုးရဘက်ကအစုပြုထားတဲ့အချက်လက်တွေနဲ့ကတော့ဟိုဥစားပေါ့မကိုက်ကြီးတဲ့အားတွေတော့တော်တော်ရှိပါလေ။ NCCD အဖွဲ့ဝင်တွေဟာနှက်ဖြံမှာလဲတနိုင်ငံလုံးပြစ်ခတ်ရစဲရေးမူပေါင်းနဲ့နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့အတွက်မူပေါင်းတွေချမှတ်နိုင်ဖို့ချင်းမှန်မြို့မှာဆက်လက်ဆွေးနွေးကြအောင်မှာဖြစ်ပါတယ်ခင်ဗျာ။